မိတ်ဆွေများကျမ်းမာပေးကင်းကြပါစေဗျာဒီနေ့အော်တိုဘာလ9ရက်နေ့နေကင်ပိုင်းအတွက်ဒီ new သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီဝိုင်းမော်နဲ့ပမောမှာဒီစစ်တပ်ကာကင်းစခန်းတွေနဲ့နေရာတချို့ကို KI နဲ့ပူးပေါင်းတပ်တွေကသိမ်းနိုင်ခဲ့တယ်လို့ ပြီးတော့ဒီချစ်ကောင်ကြီးတပ်ဘက်ကနေပြီးတော့ဗိုလ်မှူးတူပါဝင်ဒီအကြဆုံးနေများတယ်လို့သိရပါတယ်။နောက်ကမာမောင်းကကတိုင်တိကိုချစ်ကောင်ကြီး BGN နဲ့ DGB ပူးပေါင်းစစ်ကြောင်းတွေတိုက်ခိုက်ခံရပါတယ်။ပြီးတော့အထိနာပြီးတော့သူတို့ပြန်ဆုတ်သွားတယ်လို့လည်းသိရပါတယ်။ပြီးတော့ AA ဥဆောင်နဲ့တွန်လိုင်းရဲ့အဖွဲ့တွေဟာဒီကပ္ပစစလီအနီတမိုင်လောက်အကွာအထိကို ရောက်လာပြီလို့သိရပါတယ်။ပြီးတော့တီဘောမျိုးနယ်ဘက်ကိုချစ်ကောင်ကြီးထိုးသိမ်းနေတာမှာ ြောင်မဲတီဘောကြားမှာရှိတဲ့လွဲကောရွာမှာဒီတိုက်ပွဲတွေပြင်းထန်နေပါတယ်။မြိုင်နယ်ကရေနံမော်ဒေသတွေကိုဆက်တက်လေဒီတွေနဲ့ပုံကျဲတာမှာနှစ်ဦးသေဆုံးသွားပါတယ်။ပြီးတော့အာဆီယံဥက္ကဋ္ဌကမြန်မာနိုင်ငံကိုသွားပြီးတော့ဒီမဲအောင်နိုင်နဲ့ထိပ်သီးခေါင်းဆောင်တွေကိုတွေ့ဆုံမယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့ဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ အရင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီ KNU ဒေသဒီကမမောင်းကနေပြီးတော့ကတိုင်တီကိုဒီစစ်ကောင်စီ BGF နဲ့ DKB ပူးပေါင်းစစ်ကြောင်းတွေတိုက်ခိုက်ခံပြီးတော့ဒီအထိနာပြီးတော့ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်ဒီ KNU အမှငါတက်မှအနေမြေဖပုံ KI ကတိုင်တိကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီပူးပေါင်း BGF နဲ့ DKV တပ်ဖွဲ့တွေဟာဒီတိုက်ခိုက်ခံရလို့တပ်ပြန်ဆုတ်ထားတယ်လို့ KNU အမှငါတက်မှအနေမြေကနေပြီးတော့ ဒီတည်ရပါတယ်ခင်ဗျာလွန်ခဲ့တဲ့တပတ်ကျော်လောက်မှာဝါတူအထက်ဘက်မှာထိုးလာတာရှိတယ်ကိုဒီကကဲနယ်လီပူပေါင်းတက်ဖွဲ့နဲ့ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာဝါတူမှာဒီပြန်ဆုတ်သွားတာအခုထိ နောက်ထပ်ဒိုးလာတာမရှိသေးဘူးလို့နယ်မြေကန်သတင်းရင်းမြစ်တူကပြောတာပါ KNU တပ်မှငါနယ်မြေမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို BGN နဲ့ဘူဘီဥဆောင်တဲ့ DKBA တပ်ဖွဲ့တွေကပူးပေါင်းကူညီလျက်ရှိတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်ခင်ဗျာ ဒီ BGN နဲ့ဗိုလ်ပြီးဦးဆောင် DKB တပ်ဖွဲ့တွေပူးပေါင်းပါဝင်လာတာသိကြတဲ့အကြီးအတွက်ဘယ်လောက်ထိပူးပေါင်းပါဝင်လဲတော့အတိမပြုတ်နိုင်ဘူးလို့အဲ့ဒီသတင်းရေးမြစ်ဌာနကနေပြီးတော့သိရပါတယ်ဒီစစ်ကောင်စီရဲ့စစ်ကြောင်းထိုးစစ်စီရည်မှန်းချက်ဟာတပ်မကနယ်မြေမှာလက်လွတ်ဆုံးချုပ်ခဲ့ရတဲ့နယ်မြေတွေကိုပြန်လည်ရယူထိန်းချုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့သတင်းရေးမြစ်တွေကဆိုပါတယ်ခင်ဗျာ ဒီစစ်ကောင်စီတပ်ရဲ့ရွေချက်ကကတိုင်တိမှာတိုက်ရင်အားဖြစ်တဲ့မဲ့အဲ့ဒီကနေတဆင့်ဖားပွန်ပြူဟာကအစလက်လွတ်ဆုံးရှုံးလိုက်ရတဲ့သူတို့စခန်းနေရာတွေအားလုံးကိုပြန်ယူနိုင်ဖို့ကြိုးစားနေတယ်လို့ဒီ KNU တပ်မှငါတပ်မဟာပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစော့ကလက်ဒိုကပြောပါတယ်ခင်ဗျာကတန်ဒီကိုစစ်ကြောင်းထိုးအထိနာပြန်ဆုတ်တဲ့စစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေကို KNL မှာမိပူပေါင်းတပ်တွေကမကြာခဏတိုက်ခိုက်လျက်ရှိနေသေးဖြစ်ပါတယ် လက်ရှိမှာ KNU တပ်မှငါးနယ်မြေဖပုံခံအတွင်းမှာရှိတဲ့ဂျေးရွာအတွင်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျက်တိုက်ခိုက်တာတွေလှုပ်ဆောင်နေရှိတယ်လို့လည်း KNU အမှတ်ငါးတပ်မှတရင်ရင်းမြစ်ကဆိုပါတယ်ခင်ဗျာကနော်တဲ့ရင်တပုတ်ကတော့ဒီအေအေဥဆောင်တဲ့တွန်လိုင်းပူပေါင်းတက်တွေဟာကပ္ပဆ၁၄အနီးကိုရောက်ရှိလာပြီလို့သိရပါတယ်။အရကတက်တော်အေဥဆောင်တဲ့တွန်လိုင်းပူပေါင်းတက်တွေဟာအကြံဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေနဲ့ကာကင်းစခန်းဂုံးတွေကိုအပြတ်သက် တိုက်ခိုက်ချိန်မှုန်းပြီးတဲ့နောက်လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကပ္ပစ14နဲ့ဇင်ပြုံးရွာလက်နက်ကြီးထိုင်စခန်းနဲ့ဒီတမိုင်လောက်အကွာမှာရောက်ရှိလာတယ်လို့သိရပါပါတယ်ခင်ဗျာဒီခိုင်လုံတဲ့ဒရင်ရင်းမြစ်တစ်ခုပြောပြတာကတော့ ဒီအေအေနဲ့ပူပေါင်းတော်လိုင်းတပ်ဖွဲ့တွေကနိုင်ရကန်လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းကုန်းကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ဒီစစ်ကူနဲ့ရိတ်ခါတဲလာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတယ်လို့အနီးပတ်ဝန်းကျင်ကကာကင်းစခန်းတွေကိုလည်းတစ်ခုပြီးတစ်ခုသိမ်းပိုက်လာတာအခုဆိုရင်နှစ်ဖက်တိုက်ပွဲကကပ္ပဆ14နဲ့ဇင်ပြုံးရွာလက်နက်ကြီးစခန်းရဲ့တမိုင်အထိကတ်လာပြီလို့သိရတယ်လို့ပြောပြပါပါတယ်ခင်ဗျာဒီလက်ရှိအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူစစ်ကြောင်း ဒီအကူတွေနဲ့တိုက်ခိုက်နေတဲ့ဂျာကစကန်းငယ်အများပြားကိုလက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာအမ်ဗရန်ရိုးတောင်ကျော်လမ်းပေါ်မှာရှိတဲ့နတ်ရေကန်တောင်မှာလည်းလေကြောင်းရံကကွယ်ရေးပြူဟာစကန်းကုန်းကြီးတစ်ခုသာနောက်ဆုံးကြန့်ရှိတော့တာလို့ဆိုပါတယ်ခင်ဗျာအကြံဖက်စစ်ကော်မရှင်တပ်ရဲ့လက်ရှိထိုးစစ်တွေဟာရခိုင်ပြည်အမ်းမြို့ကိုဝင်ရောက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့လက်ရှိမှာ၎င်းတို့ရဲ့စစ်ရေးကြီးမားချက်တွေမအောင်မြင်သလိုနတ်ရေကန်လေကြောင်းရံဗျူဟာအေအေနဲ့တော်လန်ရေး တက်တွေလက်ထဲမကျဖို့အတွက်အသေးအံကြိုးပမ်းနေရတယ်လို့လည်းဆိုပါရခင်ဗျာဒီအရက်ကတက်တော်နဲ့ပူပေါင်းတော်လိုင်းတက်တွေဟာနိုင်ရကလေချောင်းရံကကွယ်ရေးစကန်းကိုပတ်ဝန်းကျင်ရှိဒီကကင်းစကန်းတွေကိုအခုလတ်တွင်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာဒီနောက်ထပ်တက်လာမဲ့စစ်ကြောင်းတွေကိုရိုးတောင်အောက်ခြေရင်နာဒီစီးကြိုတိုက်ခိုက်တာကြောင့်စစ်ကောင်တီဟာလမ်းသစ်လမ်းဟောင်းနဲ့ နှစ်လမ်းလုံးကတက်ရောက်လို့မရပဲဖြစ်နေပြီးတော့နိုင်တန်တောင်စကန်းကိုရချနိုင်ရခပို့ဖို့လေချောင်းကနေပို့ဆောင်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ကချင်ပြည်နယ်ဝိုင်းမော်နဲ့ဗမော်မြို့ကတိုက်ပွဲအခြေအနေကိုဆက်ပြီးတင်ပြပါမယ်ကချင်ပြည်နယ်ဝိုင်းမော်နဲ့ဗမော်တိုက်ပွဲမှာစစ်တပ်ရဲ့ကာကင်စကန်းတွေနဲ့တဆွဲနေရတွေကို KIA ပူးပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်လိုက်တဲ့အကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူ ဘုံမူကြီးနော်ဘူကဒီနေ့ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုထားပါတယ်။ဒီအော်တိုဘာလ6ရက်နေ့ဝိုင်းမော်မြို့ခလာရ58တိုင်ကစစ်တပ်နဲ့ပြည်သူ့စစ်အင်အားတရားဝန်ကျင်က KIA တဆွဲထားတဲ့လက်မြန်ကြေးရွာကိုထိုးသစ်ဆင်လာပါတယ်။အဲ့ဒီလိုထိုးသစ်ဆင်လာပြီးတဲ့နောက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့အော်တိုဘာလ၈ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေကပြန်လည်ထိုးသစ်ဆင်လာလို့ဒီစစ်တပ်ကာကွယ်စခန်းတချို့ကိုပြန်လည်သိမ်းပိုက်နိုင်တယ်လို့သိရပါဗျာ ဒီစစ်တပ်စစ်ကြောင်းတွေမူလတဆွဲထားတဲ့ဝိုင်းမော်မြို့ခက်လက်ရ58တိုင်ရင်တဲ့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီကျွန်တော်တို့ရှိနေတဲ့နေရာတွေကိုသူတို့ကမြေပြင်ကနေထိုးသစ်ဆင်လာတာနေတိုင်းတိုက်ပွဲတွေက ဖြစ်တယ်အခုသူတို့ရဲ့အခိုင်အမာတပ်စခန်းကြီးတွေမဟုတ်တော့ဘူးဒီကာကင်စခန်းတွေကိုကျွန်တော်တို့သိမ်းလိုက်နိုင်တယ်ကျွန်တော်တို့အရင်တပ်ဆွဲခဲ့တဲ့နေရာတွေကိုသူတို့သိမ်းထားတာတွေလည်းကျွန်တော်တို့ပြန်သိမ်းတာပါလို့ KIA ပြောရေးဆိုခွင့်ရှိသူဘုံကြီးနော်ဘူကပြောတာဖြစ်ပါတယ် ဒါအပြင်ဗမော်တိုက်ပွဲမှာလည်းနေစဉ်ပြင်းထန်လျက်ရှိပြီးတော့ KIA ပူးပေါင်းတပ်တွေကခလာရ49အနီးမှာတပ်ဆွဲထားတဲ့နေရာ၄ခုထက်မနည်းကိုပြန်လည်သိမ့်ပိုက်နိုင်ပြီဖြစ်တဲ့အကြောင်းစစ်တပ်ကမနေ့ကဒီဘူမူတူအဖွဲ့ဝင်ရာရှိတွေတည်ဆုံခဲ့တဲ့အကြောင်းတိုက်ပွဲမှာနေတိုင်းဖြစ်ပွားလက်ရှိတဲ့အကြောင်းဘုံမူကြီးနော်ဘူကဆက်လက်ရှင်းပြပါရခင်ဗျာ ဒီတိုက်ပွဲကတော့နေတိုင်းဆက်ဖြစ်နေတာပါခလရ40ခွန်မှာသူတို့လုံခြုံရေးယူထားတဲ့နေရာတွေသူတို့ကပြည်သူလူထုနေအိမ်တွေထဲမှာဝင်ပြီးနေကြတာအဲ့ဒါတွေကိုကျွန်တော်တို့ပြန်သိမ်းတယ်မင်းကသူတို့ဘက်ကဗိုလ်မှူးတအူးနဲ့အရာရှိစစ်တီတွေကြတယ်နောက်ပြီးနှစ်မိုင်ဝန်းကျင်မှာရှိတဲ့စစ်တပ်ကတပ်ဆွဲထားတဲ့၃လေးနေရာကိုလည်းကျွန်တော်တို့ပြန်သိမ်းပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဆက်လက်ပြောဆိုပါတယ်ခင်ဗျာ ကချင်ပြည်နယ်အတွင်းမှာစစ်တပ်ရဲ့တပ်ဆွဲထားတဲ့နေရာတွေနဲ့တပ်စခန်းတွေကို KNA ဥဆောင်တဲ့ပူးပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်လျက်ရှိပြီးတော့စစ်တပ်ရဲ့ထိုးစစ်ကိုခုခံတာနဲ့တံပြန်ထိုးစစ်တာတွေကိုလည်းတောက်လျှောက်ဆုသလိုလှုပ်ဆောင်လျက်ရှိတယ်လို့ KNA သတင်းရင်းမြစ်တွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုတ်ကတော့ရှမ်းမြောက်ကဒီဘောကိုဥတီပြီးတော့တိုက်တဲ့တိုက်ပွဲသတင်းအကြောင်းကိုဆက်ပြီးတင်ပြလိုပါတယ် ကြုံမဲမြို့ကိုထိန်းချုပ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေကတန်းတက်မတော် DNL ထိန်းချုပ်ထားတဲ့ဒီဘောမြို့နယ်ဘက်ကိုဆက်လက်ထိုးသိမ်းတိုက်ခိုက်နေတယ်လို့ရှေ့ရက်စစ်မီပြည်မှာရှိနေသူတွေကရွှေဖီမီသတင်းဌာနကိုပြောဆိုထားပါတယ်။မနေ့ကအော်တိုဘလ၈ရက်နေ့ထိစစ်ကောင်စီတပ်ဟာကြုံမဲနဲ့ဒီဘောမြို့နယ်ကြားရှိလွဲခေါ်ကျေးရွာမှာစစ်ကောင်စီနဲ့ DNL ကြတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။အခုစစ်ကောင်စီကလွယ်ခေါ်ရွာကိုရောက်နေတာမနေ့ကလွယ်ခေါ်ရွာစီဒီကုန်းမှာတိုက်ပွဲပြင်းနေတဲ့ အခုရွာထဲမှာစစ်ကောင်စီရော TNL ရောရှိနေတယ်လို့ရှီတန်စစ်မြေပြင်ရှိနေသူတဦးကပြောပြတာပါဒီလွယ်ခေါ်ကြေးရွာဟာကြောင်မဲမြို့နယ်တက်ကကြေးရွာဖြစ်ပြီးတော့စစ်ကောင်စီရဲ့ထိုးစစ်ကိုတအားပကအပြင်းထန်ခုခံနေတဲ့ဖြစ်တယ်လို့လည်းသူကဆက်ပြောပါတယ်ဒီတနစ်ကျော်အကြာမှာတအားတက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်မှာပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ဒီတစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟာတန်းတက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပြီးတော့အရသာထိခိုက်သေးဆုံးမှု40ကျော်အထိ ရှိလာပြီးဖြစ်ပါတယ်။မူဆယ်မန္တလေးတရုတ်မြန်မာကုန်သွယ်ရေးလမ်းပေါ်ကနောင်ချိုနဲ့ကြောင်မဲကိုဒီစစ်ကောင်မချင်းကအသက်ပေါင်းများစွာပေးပြီးတော့ရာသွားပါတယ်။အခုတိုက်နေတဲ့တီဘောပါရရင်တော့၎င်းရထားတဲ့လာရှုနဲ့တဆက်တည်းဖြစ်သွားမှာပါ။ အဲ့ဒီနောက်ကိုကထိချုပ်ထားတဲ့သိန်းနီကိုကန်ကရင်ရေးတင်ထားတဲ့နဖက်ကမြို့တွေပါကြံမာသေးတယ်။နောက်ပြီးတော့ဒီညီနောင်၃ဘော်ထိချုပ်ထားတဲ့၁၅မိုင်ကုံတွေးစုံကလည်းရှိပါသေးတယ်ခင်ဗျာ။အဲ့ဒီမျိုးတွေကိုစစ်ကော်မရှင်တပ်ကဘယ်လိုဆက်ပြီးတိုက်မလဲဆိုတာကတော့အတော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်လို့နေသက်စီရေးလေးလာသူတွေကပြောဆိုနေကြပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းကဒီရေနံမော်ကိစ္စသတင်းကိုဆက်ပြီးတင်ပြပါမယ်။ မကွေးတိုင်းမြိုင်မြို့နယ်နောက်ပိုင်းဒီကြောက်ခွက်နဲ့မှန်ရင်းရွာကြားရေနံမော်ကိုဒီဒီနေ့မနေ့ပိုင်းကစက်တက်လေဒီပါရမော်တာနှစ်စီးနဲ့ဘုံကျဲတက်ခိုက်တာမှာရတနှစ်ဦးတည်ဆုံးပြီးတော့၅ဦးထိခိုက်ဒဏ်ရာရပါတယ်။မြိုင်နယ်ပေါင်းမြို့နယ်အစပ်တပင်းညူရေနံမော်ဒေသကိုလည်းဂျိုင်ရိုကော်ပတာ၃စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိတဲ့ကြောင်းလည်းစီးရင်တရင်မြစ်ဒေသကနေပြီးတော့သိရှိရပါတယ်ခင်ဗျာ။ ကျောက်ခွန်းနဲ့မှန်ရင်းရွာကြားကိုမနေ့စနေရီခွဲလောက်ကပခုတ်ကူမြို့အခြေဆိုင်တပ်မတရတက်ကတက်လာတဲ့စစ်တပ်လေကြီးတွေနဲ့ဘုံကျဲကြတာဖြစ်ပြီးတော့မြိုင်နဲ့ပေါ့မြို့နယ်အဆက်တပြေးညူကြီးနမောဒေသကိုတော့မုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကတက်လာတဲ့ဂျိုင်ရိုကော်ပတာနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာ။ မြိုင်နော်ပိုင်းကကြောက်ခွက်ရင်နမောဘက်ကိုပါရာမော်တာ2စီးနဲ့လေကြောင်းကနေ3ချိန်ပုံကျဲသွားတာရင်နမီလုံတာ2ယောက်ပွဲချင်းပြီးတည်တယ်9ယောက်ထိတယ်17နိုင်ခွဲလောက်မှာတော့ဂျိုင်ရိုကော့ပတာ3စီးနဲ့ပုံကျဲသွားတယ်အဲ့ဒီအခြေအနေကတော့မသိရသေးဘူးလက်ရှိမြိုင်တောင်ပိုင်းမှာလည်းဒီတွဲမပြူဟာကပြူတွေနဲ့စစ်ကြောင်းထိုးလာနေတာရှိတယ်လို့မြန်မြို့နယ်ပကပတာဝန်ရှိသူတူကပြောပါတယ်အောက်တိုဘာလ9ရက်မနေ့အစောပိုင်းကလည်းမြန်မြို့နယ်တောင်ပိုင်းမှာ တွဲမအုပ်စုအနည်းကိုတရအူးလေတက်ကတက်လာတဲ့ဒီဝိုင်တွဲလေရင်နဲ့လေချောင်းတက်ခိုက်တာ၅ကြိမ်ပုံစီအလုံး20ကျော်ကျဲချတက်ခိုက်ခဲ့သေးတဲ့အကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီအာဆီယံဥက္ကဋ္ဌကမင်းအောင်လှိုင်အပါဝင်ကျန်းဖက်စစ်တပ်ထိပ်သီးခေါင်းဆောင်တွေနဲ့ဒီနေ့တွေ့ဆုံမယ်လို့သိရပါတယ်ခင်ဗျာ2025ခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဂျာယီဝင်ကြီးမစ္စတာမူဟာမက်ဟာဆန်ဟာ ဒီမြန်မာကိုအလုတ်သဘောနဲ့ဒီနေ့အောက်တိုဘာ9ရက်နေ့မှာနေရင်းချင်းလာရောက်လက်ပတ်မယ်လို့မလေးရှားနိုင်ငံသား၏ဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်ဒီကိစ္စဟာပြည်ခဲ့တဲ့ဇူလိုင်လတုန်းက58ကြိမ်မြောက်အာဆီယံနိုင်ငံသား၏ဝန်ကြီးတွေအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရမြန်မာကိုတရက်တာသွားတာဖြစ်တယ်လို့မလေးရှားဘက်ကဖော်ပြထားပါတယ်ခီးစဉ်အတွင်းမှာစစ်ကောင်စီဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပြင်စစ်ကောင်မရှင်မှာဒီဝန်ကြီးချုပ်ရာထူးယူထားတဲ့ ဥညူစောနဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေတို့နဲ့တွေ့ဆုံသွားမယ်လို့လည်းဆိုပါတယ်ခင်ဗျာဒီနေ့တွေ့ဆုံမှုမှာအာဆီယံဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲဖော်နိုင်ရေးအတွက်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့မလေးရှားဘက်ကတောင်းဆိုသွားမယ်လို့မလေးရှားရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒီတပ်ပြင်စစ်ကော်မရှင်ကျင်းပမဲ့ရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒီခီးစင်မှာဆွေးနွေးသွားမယ်လို့လည်းဆိုပါရက် ပြီးတော့ဒီနိုင်ငံတဲကပြည်ပခရှော့ချရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဝင်ရောက်ခွင့်ပြုဖို့အတွက်စစ်ကော်မရှင်ကိုဒီခီးစင်မှာတောင်းဆိုသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာဒီနေ့အော်တိုဘာလ9ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်